ပါရှင်။ကျမကတော့ဂျာမုံပါ။နိုဝင်ဘာ3ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ Trump ထင်ရဆိုင်နေတာတွေကိုလွှတ်ထားပေးလို့မရတော့ဘူးဆိုပြီးတမဒါဟောင်း Obama ပြောလိုက်ပါတယ်။ဘန်ကောက်မှာအကြောင်းသူတွေကိုပြစ်ဒဏ်စာအဖြစ်စီရင်အသုံးချနေတဲ့အဖွဲ့ဖမ်းခံထားရပါပြီ။မက္ကဆီကိုကကုန်းဆောင်ဆိုင် ပောက်ကွယ်မိလာမှုမှာလူ2000နီးပါးသေဆုံးခဲ့တာပါ။သတင်းပြည်စုံကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်။ American မှာတမဒါဒေါ်နယ်ထရမ့်ထင်ရဆိုင်နေတာတွေကိုလွှတ်ထားပေးလို့မဖြစ်တော့ကြောင်း အမေရိကန်သမ္မတဟောင်းဘာရက်အိုဘားမားကပြောကြားခဲ့ပါတယ်။လာမယ့်သတင်းပတ်မှာကျင်းပမယ့်ပြည်နယ်နှစ်ခုရဲ့ရွေးကောက်ပွဲတွေအတွက် Democratic Party ကိုစားပြုအုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆွယ်ပေးချိန်မှာအိုဘားမားက Trump ရဲ့ဥပဒေမဲ့အစဉ်အချိန်မဲ့လုပ်ရက်တွေကိုစန့်ကျင်ရမယ့်အခြေရောက်နေပြီလို့တိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်ပါတယ်။အိုဘားမားကအမေရိကန်သမ္မတအဖြစ်၄နှစ်သက်တမ်းနှစ်ကြိမ်ဆက်တာဝန်ယူခဲ့ဘူးသလို Democratic Party ရဲ့ဩဇာအကြီးမားဆုံးနိုင်ငံရေးသမားတစ်ဦးအနေနဲ့ရပ်တည်နေပါတယ်။ ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆယ်စီယုံရေးဆင်းခဲ့ချိန်မှာအိုဘားမားကဆော့ရဲ့ထင်ရှားဆိုင်နေမှုကိုဆက်ပြီးခွင့်ပြုပေးထားလို့မရတော့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အခြေအနေကိုလက်တွေ့ရင်ဆိုင်ဖို့လိုကြောင်းအမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒတွေဟာလလော့ဆဲအမှောင်ခက်တဲ့ရောက်နေကြောင်းအိုဘားမားကပြောပါတယ်။ဗာဂျီးနီးယားရဲ့ Norfolk တက္ကသိုလ်ထဲမှာပြုလုပ်တဲ့အဲ့ဒီမဲဆယ်ပွဲတက်ရောက်လာသူတွေကအိုဘားမားရဲ့စကားကိုတောင်းတောင်းဖြတ်ဖြတ်အားပေးထောက်ခံခဲ့ပါတယ်။ ထရပ်ရဲ့လုပ်ရက်တွေကိုတုံ့ပြန်ဖို့ဘယ်ကနေဘလို့စရမှန်းတောင်မသိတော့အောင်ခက်ခဲရှုပ်ထွေးနေကြောင်းလက်ရှိကာလမှာအင်ဖြူရာကိုရိုင်းကလူတွေကိုဥပဒေမဲမှု အစဉ်အချိန်မဲမှုစိုးညံ့တဲ့စိတ်ထားတွေနိုးကြားစေမှုယူမိုက်မှုတွေဖြစ်လာအောင်လမ်းဖွင့်ပေးနေလို့ဖြစ်ကြောင်းအိုဘားမားကဆိုပါတယ်။နောက်ပြီးမိဘတွေအပါအဝင်ကုံသွဲဘက်နိုင်ငံတွေအပေါ်အခွန်တိုးမြင့်စီးကြပ်မှုတွေကိုလက်နက်တစ်ခုလိုအသုံးချနေတဲ့ထရန့်ရဲ့မူဝါဒတွေကရှက်စရာကောင်းလွန်တယ်လို့သူကဝေဖန်ခဲ့ပြီးအမေရိကန်ကမြို့ကြီးတွေတဲ့ လုံခြုံရေးအကြောင်းပြပြီးစစ်တပ်တွေခေါ်သွင်းခဲ့တဲ့လုပ်ရက်ကိုလည်းရှုံချခဲ့ပါတယ်။ဒါအပြင်လွှတ်တော်တွေက Republican Party ဝင်တွေဟာသူတို့ပါတီကိုစားပြူသမရကစီးလော့ဝါလို့ဖြစ်နေမှန်းသိရတဲ့မဟန့်တားရဲမထောက်ပြရဲကြဘူးလို့လည်း Obama ကပြစ်တင်ပြောဆိုသွားပါတယ်။မကြသေးခင်ကလည်း Obama က American ဆိုးရရဲ့ budget ကိစ္စညှိနှိုင်းမှုအဆင်မပြေလို့ shutdown ချထားရတဲ့ကာလမျိုးမှာ Trump ကအင်ဖြူရိုကိုသူ့စိတ်တိုင်းကျပြန်ပြင်ပြီးမိုးမှန်တိဆောက်နေတဲ့အပေါ်တယောခဲ့ပါသေးတယ်။ အစိုးရရှက်တောင်းဖြစ်နေတာနဲ့ပတ်သက်လို့ထရမ့်ကအတော်လေးအရေးကြီးတဲ့ကိစ္စတွေကိုအာရုံစိုက်နေပုံပေါ်ကြောင်းဥပမာအင်ဖြူတော်ရဲ့ Rose Garden ဘက်မှာလူတွေရဲ့ဖက်နက်တွေရှော့မစင်ရအောင်ဂယုစိုက်ပေးနေတာမျိုးအင်ဖြူတော်ရဲ့ Ballroom ကိုချဲ့ထွင်စေတာမျိုးတွေကိုအရေးတကြီးလှုပ်ဆောင်နေကြောင်းအိုဘားမားကလှောင်ပြောင်သွားပါတယ်ရှင်။ကျောင်းသူမိန်းကလေးငယ်တွေကိုပြစ်ဒဏ်စာလုပ်ဖို့လိုက်လံစည်းရုံးနေတဲ့လူတစုကိုဖမ်းဆီးထားကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီအဖွဲ့ကထိုင်းနိုင်ငံမြို့တော်ဘန်ကောက်တဝိုက်မှာ ငယ်ရွယ်တဲ့အကြောင်းသူတွေကိုငွေကြေးနဲ့မလုံပြီးသိမ်းသွင်းပြီးပြည်တစားလုပ်ငန်းတွေမှာပါဝင်ဖို့လိုက်ဆွဲနေကြတာဖြစ်တယ်လို့ဘန်ကောက်ရဲတပ်ဖွဲ့ရဲ့လူမောင်ကိုတိုက်ဖြတ်ရေးဌာနအကြီးအကဲရဲဘိုချုပ်ဝီထာယာကပြောကြားခဲ့ပါတယ်။အာနာပိုင်တွေဟာမနေ့တုန်းကနေရာတချို့ကိုခွဲဖြတ်စီးနင်းခဲ့ပြီးတန်တရာတရခန်းဆက်တအုပ်ကိုဖမ်းဆီးခဲ့တယ်လို့ဝီထာယာကဆိုပါတယ်။အမျိုးသမီးအများစုပါဝင်ပြီးအဖွဲ့လိုက်ချိတ်ဆက်လှုပ်ရှားကြတဲ့အဲ့ဒီလူစုက Model Agency တခုလိုနာမည်ခံထားတဲ့ပြည်တစားလုပ်ငန်းတွေမှာပါဝင်ဖို့ မိန်ကလေးတွေကိုစီယုံသိမ်းသွင်းနေတာဖြစ်ပါတယ်။အသွင်ယူထားတဲ့ရဲစုံတောက်တွေကအဲ့ဒီအဖွဲနဲ့ချိတ်ဆက်နိုင်ခဲ့တာပါ။သူတို့ရဲ့ဝန်ဆောင်မှုတွေကိုရယူဖို့ဝင်ကြီးကဘတ်1500ကနေ2000အထိအမျိုးမျိုးရှိပြီးကျောင်းသူတွေစီကလိန်ဝန်ဆောင်မှုရနိုင်တဲ့ကမ်းလှမ်းချက်တွေကိုပါရခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ကျောင်းသူတွေရဲ့နာမည်ခန္ဓာကိုယ်အချို့အစားလက်ရှိတက်နေတဲ့ကျောင်းကျောင်းဝတ်စုံနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပါအသေးစိတ်ဖော်ပြထားတယ်လို့ဆိုပါတယ်။မိန်ကလေးအများစုက ဘန်ကောက်ဧရိယာတဝိုက်ကကျောင်းတွေမှာတက်နေတဲ့အထက်တန်းကျောင်းသူတွေဖြစ်ကြပြီးအသက်16ဆက်ခွန်အရွယ်တွေလို့ဝီထာယာကဆိုပါတယ်ရဲတွေကဆက်ပြီးစုံစမ်းကြည့်တဲ့အခါမိန်းကလေးတွေကသူတို့ဟာလူတုဆက်ဆံရေးဝန်ထမ်းတွေဒါမှမဟုတ်ကုန်းစည်းကြော်ညာရတဲ့အချိန်ပိုင်းအလုပ်တွေအတွက်အချက်လက်တွေဖြည့်ထားခဲ့တာဖြစ်တယ်လို့ထွက်ဆိုကြပါတယ်နောက်တော့မှ chat group တခုတွေကဖောက်တယ်တွေနဲ့တွေ့ဆုံပြီးဝန်ဆောင်မှုပေးဖို့ဖိအားပေးတာတွေကိုကြုံခဲ့ရကြောင်းပြောပါတယ်အဲ့ဒီအတွက်တကြိမ်တွေ့ဆုံမှုမှာ ဖောက်တဲ့တွေကဘတ်2000ကနေ3000ကြာပေးချေရပြီးမင်းကလေးတွေကတော့ဘတ်1000ခွဲနှန်းရလိရှိတယ်လို့သိရပါတယ်။ဖန်းစီရမိသူ71ဦးထဲမှာအဓိကဦးဆောင်နေတဲ့အသက်49နှစ်အရွယ်ဝီရာပုံနဲ့28နှစ်အရွယ်နာထရီကာတို့ကပြစ်ဒဇာမှုဆွဲချက်အတွက်အသီးအသီးဝန်ခံထွက်ဆိုခဲ့ပါတယ်။တခြား9ဦးကအသက်19နှစ်ကနေ42နှစ်ကြာအရွယ်အမျိုးသမီးတွေဖြစ်ပြီးသူတို့ကလည်းမင်းကလေးတွေကိုသွေးဆောင်သိမ်းသွင်းခဲ့တယ်ဆိုတာဝန်ခံထားပါတယ်။ ဒါပေမဲ့မိန်းကလေးတွေရဲ့အသက်အမှန်ကိုတော့မသိခဲ့ဘူးလို့ညင်းဆိုကြပါတယ်။စီးနှင်းမှုအတွင်းရဲတွေကအကြောင်းသူမိန်းကလေး၉ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။သူတို့တွေကပြစ်ဒဏ်စာလုပ်ငန်းနဲ့ဆက်နွယ်နေပေမဲ့ထိုင်းရဲ့လူမာကိုတိုက်ဖျက်ရေးဥပဒေတွေအရတော့နစ်နာသူတွေအဖြစ်သတ်မှတ်ခံခဲ့ရကြောင်းသိရပါတယ်ရှင်။မက္ကဆီကိုနိုင်ငံကကုံဆုံဆိုင်တစ်ခုမှာပောက်ကွဲမှုဖြစ်ပွားပြီးမီးလောင်ခဲ့တာကြောင့်လူ၂၀၀၀နီးပါးတေဆုံးခဲ့ပါတယ်။ဒေသစံတော်ချိန်နိုဝင်ဘာ၁ရက်နေ့ညပိုင်းကနိုင်ငံမြောက်ပိုင်းဆိုနိုရာပြည်နယ်ရဲ့ မြို့တော်ဟာမိုစီလိုရဲ့မြို့လေအေရီယာမှာပေါက်ကွဲမှုဖြစ်ခဲ့တာပါပေါက်ကွဲမှုအပြီးမီးလောင်ကျွမ်းမှုတွေကနိုဝင်ဘာ2ရက်နေ့မနက်ပိုင်းအထိကြားမြင့်ခဲ့ကြောင်းပြည်내အုပ်ချုပ်ရေးမှူးဒူရာဆိုကပြောပါတယ်ဝန်ထဲဆရာကောင်းစွာနဲ့ပဲလူတွေတော်တော်များများတိတ်ဆုံးခဲ့ကြောင်းတေသူတွေထဲမှာအရွယ်မရောက်သေးတဲ့ကလေးတွေလည်းပါဝင်ခဲ့ကြောင်းသူကဆိုပါတယ်နောက်ပိုင်းမှာတော့အာနာပိုင်တွေကတိတ်ဆုံးသူဥယေဟာ23ယောက်ထိများပြခဲ့ပြီးလူပေါင်း12ဦးဒဏ်ရာရခဲ့တယ်လို့ကြေညာပါတယ် တေဆုံးဒဏ်ရာရစရင်မှာကလေးတွေလည်းပါဝင်ခဲ့တာပါ။ကုံစုံဆိုင်မှာဖြစ်ပွားတဲ့ပေါက်ကွဲမှုရဲ့အကြောင်းရင်းကိုတော့အတိအကျမသိရသေးပါဘူး။ဖြစ်စဉ်ကိုအသေးစိတ်နဲ့ပွင့်လင်းမြင်သာမှုရှိရှိစုံစမ်းဖို့လူတွေရဲ့ပေါ်ရမှုနဲ့ဆက်ဆက်နေရင်အပြည့်ရှိသူတွေကိုထိထိရောက်ရောက်ဖော်ထုတ်ရေးယူဖို့ညွှန်ကြားထားကြောင်းလဲဒူရာဆိုကဆိုပါတယ်။ပြည်နယ်ရှစ်နေကျုပ်ကတော့ကနအူးသိမှုသိခင်စစ်ချက်တွေအရအစိတ်တောက်ဓာတ်ငွေတွေရှုံမိပြီးအသက်ဆုံးရှုံးခဲ့ရသူတော်တော်များများရှိခဲ့တယ်လို့ပြောပါတယ်။ရှုံမိကြောင့်ပေါက်ကွဲမှုဖြစ်သလားဆိုတဲ့မေးခွန်းတွေကိုတော့ သူကလောလောဆယ်အဲ့ဒီလိုမျိုးအထောက်အထားမတွေ့သေးကြောင်းဒါပေမဲ့ဖြစ်နိုင်ခြင်းမှန်သမျှကိုထည့်စင်းစားမှဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့ကုံဆုံဆိုင်မှာမီးတောက်တွေပြန့်နှံ့လောင်ကျွမ်းနေတာကိုတွေ့ရပါတယ်ဗီဒီယိုတစ်ခုထဲမှာဆိုရင်မီးဆွဲလောင်နေတဲ့လူတစ်ယောက်ကဆိုင်နဲ့ guide အနေငယ်အကွာမှာပြိုလဲသွားခဲ့တာကိုတွေ့ရတာပါမက္ဆီကိုသမ္မတကလော်ဒီယာရှိန်ဘုံကလည်းမီးလောင်မှုအတွင်ထိခိုက်သေးဆုံးခဲ့ရသူတွေအတွက်မိသားစုဝင်တွေနဲ့ထပ်တူစာနာဝမ်းနေကြောင်း လူမှုကွန်ရက်ပေါ်မှာရေးသားမျှဝေထားခဲ့ပါတယ်။သူကပြည်내အုပ်ချုပ်ရေးမှုစီကိုလည်းဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ကမ်းလှမ်းထားကြောင်းသိရပါတယ်။မိလောင်ပြင်ဖြစ်သွားတဲ့နေရာတဝိုက်ကိုတွာလာတာမျိုးမဟုတ်ဘူး။ဒေသခံတွေကိုအာဏာပိုင်တွေကတိုက်တွန်းထားပြီးမြို့လယ်မှာကျင်းပမဲ့ Halloween အထိမ်းအမှတ်စုပေါင်းလက်လျှောက်မှုအစီအစဉ်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။